လူရဲမှုမခံရအောင်တားဆီးလို့ရမယ့်အချက်၅ချက်ဒီနေ့ share လုပ်မယ့်အချက်၅ချက်ကတော့ CIA agent Jason Hansen share လုပ်ထားတဲ့ information တွေအားနေကောင်းထုတ်ထားတာဖြစ်ပါတယ်စီးပွားရေးနိုင်ငံရေးမတည်ငြိမ်တဲ့အချိန်တွေမှာလူရာခိုးရာအဆရှိတဲ့ဒုစရိုက်တွေများပါတယ်။ UK မှာဆိုရင်လည်းစီးပွားရေးအကျက်အတဲကြောင့်ဆိုင်ကန်းနဲ့ဖုန်းလိုက်လူရာအုပ်စုလိုက်ချောင်းပြီးပစ္စည်းလူရာတွေနှိမ့်စင်ဖြစ်ပွားနေပါတယ်။ဒီလိုလူရဲမှုတွေကိုတားဆီးဖို့ကိုယ့်ဘက်ကဘာတွေပြင်ဆင်လို့ရမလဲ။နံပါတ်1အချက် တယောက်တည်းသွာလာစရာတွေကိုတတ်နိုင်သလောက်လျှော့ပါခိုးတာလူတာလှုပ်တဲ့ဒူးစရိုက်သမားတွေကတယောက်တည်းရှိတဲ့လူတွေကိုပိုပြီးကြံရွယ်တတ်ကြပါတယ်ဒါကြောင့်မနဲ့အစောကြီးညနဲ့ချိန်တယောက်တည်းသွာတာလာတာတတ်နိုင်သလောက်လျှော့ပါတယောက်တည်းသွာရမယ်ဆိုရင်တောင်လူများတဲ့အချိန်တွေကိုရွေးပြီးထွက်ပါနံပါတ်1အချက် pepper spray ကိုစောင်းပါ pepper spray ကိုအချိန်ပြည့်လက်ထဲမှာစောင်းလို့ဘဝအသက်အငယ်ကလွတ်ခဲ့ရတယ်ဆိုရင်တွေ့ကြုံနေမနေပါဘူး ဒီ pepper spray ကိုဝယ်ပြင်ဘယ်လိုသုံးရလဲဆိုတာကိုသုံးတတ်အောင်လုပ်ထားပါ။တတိလက်လို့ကိုယ့်ကိုယ်ကိုပြန်မသုံးမိစေပါ။ pepper spray ကခဏအတွက်ဌာနချင်းနေမဲ့ရေရှည်အတွက်ထိခိုက်မှုရှိပါဘူး။ကိုယ်လုံးကြုံရေးအတွက်နိုင်ငံတကာမှာသုံးနေကြအရာတစ်ခုပါ။လက်လန်းမိတဲ့နေရာမှာထားပါ။ဖြစ်လာတော့မှခနာဆောင်တော့ပတ်စံအိတ်ထဲမှာရှာလိုက်အောင်မယ်ဆိုတဲ့အခြေအနေကိုမရောက်ပါစေနဲ့။နံပါတ်3ချက်မျက်စိပွင့်နားပွင့်ရှိပါ။ကိုသွားနေတဲ့နေရာဘေးပတ်ဝန်းကျင်အနေထားကိုသတိရှိပါ။ဖုန်းထဲမှာအယုံနဲ့နေတာတခြင်းထဲမှာမျောနေတာတွေကို တက်နိုင်ဆုံးရှောင်းမှာလမ်းသွားလမ်းလာလူအနေထားတွေကိုအခဲခတ်ပါကိုယ့်ကိုဒုက္ခပေးနိုင်မဲ့ပုံစံတွေတွေ့ရရင်အဝေးကနေမတိမတာလမ်းပြောင်းပြီးသွားလို့ရပါတယ်လူချောက်တဲ့လမ်းတွေမှာကားမောင်းနဲ့ဆိုင်ကယ်မောင်းနဲ့ဆိုရင်မီးပွိုင်ဝန်းကျင်အနေထားကိုအခဲခတ်ပါမီးပွိုင်ရောက်မှတခါတည်းရက်မဲ့အစားမီးပွိုင်မရောက်ခင်အချိန်လျှော့ပြီးအနေထားအခဲခတ်ရင်မောင်းလို့ရပါတယ်လမ်းမှာတစ်ခုခုမတင်ကားစရာတွေတွေ့ရင်ကြိုးပြီးလမ်းပြောင်းနိုင်ပါတယ်။အမြန်ဆုံးရောက်မဲ့လမ်းတက်လုံခြုံမှုရှိဆုံးလမ်းကိုရွေးပြီးသွားပါ။နံပါတ်၄အချက် ခုဘယ်သွားမလဲဆိုတာကိုပြောပြီးသွားတဲ့အချင်းလုံးပါတကယ်ချင်းတွေမိသားစုဝင်တွေနဲ့ Messenger group လေးတွေဖန်တီးထားပါရောက်ရင်လည်းရောက်ကြအောင် message တွေပို့ပါနောက်ကျရင်လည်းနောက်ကျကြအောင် message ပို့ပါအချို့အချောင်းအားလုံးကိုသိသိနဲ့လူတွေသိနေခြင်းအားဖြင့်တခုခုကြုံလာခဲ့ရင်အချိန်မီအကူအညီရှာလို့ရပါတယ် Internet မကောင်းတဲ့နေရာတွေဖုန်းလိုင်းမမီတဲ့နေရာတွေမှာပြန်နာတာတွေရှောင်ကြဉ်ပါနံပါတ်5အချက်အိမ်မှာ Wi-Fi ချိတ်ထားတဲ့ security camera တွေတက်နိုင်ရင်တက်စင်တာပါဘာတွေဖြစ်နေလဲဖုန်းကနေစစ်ကြည့်နေလို့ရမယ်ဆိုရင် စ်အေးချမ်းမှုတစ်ခုရတာပေါ့ကားထဲမှာလည်း dash cam လေးတွေဝယ်နိုင်တက်စင်တာပါ insurance ဝယ်ထားတယ်ဆိုရင် claim လုပ်တဲ့အချိန်မှာဒီလိုအထောက်အထားတွေလိုအပ်ပါလိမ့်မယ်ဒီအချက်၅ချက်ကတော့အတိအကျလိုက်နိုင်ရမယ်ဆိုတာထက်တိတိနဲ့အချက်အလက်လေးတွေလို့မှတ်သားထားပေးပါမိတ်ဆွေရောတခြား share လုပ်ချင်တဲ့အချက်လေးရှင် comment box မှာရဝေခဲ့ပါဦး